ထိုင်းနိုင်ငံဘန်ကောက်မြို့မှာရှိတဲ့ရာမန်အချုပ်ထောင်မှာတရုတ်အကျဉ်းသားတွေကအကျဉ်းထောင်လှေကားအောက်မှာရှိတဲ့အခန်းတစ်ခုကိုအပြင်ဘက်မှာခေါ်ဆောင်လာတဲ့အမျိုးသမီးတွေနဲ့လိန်ဆက်ဆန်ရန်အသုံးပြုခဲ့တယ်လို့ထိုင်းအစိုးရက အတည်ပြုခဲ့ပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ16ရက်ကဘန်ကောက်အကျဉ်းထောင်ကိုဝင်ရောက်စီးနင်းရာမှာအကျဉ်းသား900ကျော်ရှိတဲ့ဆုံရှိသေးကလေးပိစက်တက်ဆင်ထားတဲ့မြေအောက်လှုပ်ဝက်ခန်းတစ်ခုအတွင်မှာ တရုတ်အကျဉ်းသား၂ယောက်နဲ့အတူတရုတ်အမျိုးသမီးမော်ဒယ်၂ယောက်ကိုတွေ့ရှိခဲ့ကြတာပါဘန်ကောက်မြို့တော်ကအကျဉ်းထောင်ထဲမှာဩဇာရှိတဲ့တရုတ်အကျဉ်းသားတချို့ဟာအမျိုးသမီးတွေကိုခေါ်သွင်းပြီးလိန်ပျော်ပါတာတွေရှိခဲ့ကြအောင်တရားရေးဝန်ကြီးရူတာပေါင်နာဝရက်ကအကျဉ်းဦးစီးဌာနစီကဖြစ်စဉ်အကျဉ်းချုပ်အစီရင်ခံစာတစ်စောင်ကိုလက်ခံရရှိထားကြောင်းဝန်ခံခဲ့ပါတယ်ထိုင်းတရားရေးဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီး ရုဒါပေါင်နော်ဝါရက်ကတရုတ်အကျဉ်းသားအုပ်စုတစုပါဝင်ပတ်သက်နေတဲ့မလျော်ကန်တဲ့အပြုမှုတွေနဲ့ပတ်သက်လို့တိုင်ကြားစာတွေလက်ခံရရှိပြီးနောက်မှာအထူးစစ်စင်ရေးအဖွဲ့တစ်ဖွဲ့ကိုဖွဲ့စည်းပြီးအကျဉ်းတောင်အတွင်းကို9ရက်ဇက်တိုက်ဝင်ရောက်စီးနင်းခဲ့ပါတယ်။ထောင်ထဲမှာတော့မိုက်ခရိုဝေ့ဗ်မီးဖိုတွေအလွယ်တကူသယ်ယူရွှေ့ပြောင်းနိုင်တဲ့ဘိန်းတက်လေအေးပေးဆက်တွေမီးချစ်တွေအီလက်ထရောနစ်ပစ္စည်းတွေအပါအဝင် အကျဉ်းသားတွေကိုအတုံးပြုတ်ခွင့်ပေးမှတ်ထားတဲ့ပစ္စည်းတွေကိုချမ်းသာကြွယ်ဝတဲ့တရုတ်အကျဉ်းသားတွေရဲ့အကျဉ်းခံမျက်နှာချက်တွေကြားမှာတိမ့်စီရမိခဲ့ပါတယ်။သူတို့ရဲ့အစိုးရဝန်ထမ်းဘဝတခြားမှာထိုကဲ့သို့သော မလျော်မကန်ပြုမှုမှုပုံစံကိုတခါမှမကြုံဘူးကြောင်းပြောကြခဲ့ပြီး၎င်းပြုမှုဟာတရားမျှတမှုစနစ်ကို ပြပြစေသလိုပြည်သူလူထုကလည်းလုံးဝလက်ခံနိုင်စရာမရှိကြောင်းဝန်ကြီးကပြောကြားထားပါတယ်။ ဘန်ကောက်ထောင်ဖြစ်စဉ်မှာပါဝင်သူဘသူမဆိုပြစ်ဒဏ်လျှော့ပေါက်ခွင့်မရှိဘူးလို့ထိုင်းဝန်ကြီးချုပ်အနုတင်ချန်ဝီရာကာကပြောကြားကြောင်းလဲထိုင်းသတင်းတွေကဆိုပါတယ်အကျဉ်းတောင်အတွင်းမှာတော့တရုတ်နိုင်ငံသား200လောက်အကျဉ်းကြခံနေရတယ်လို့ထိုင်းတရားရေးဝန်ကြီးကပြောကြားခဲ့ပြီးဒီအရှုပ်တော်ပုံကိုစီစဉ်ခဲ့တယ်လို့တန်တရားရှိတဲ့တရုတ်အကျဉ်းသား2ယောက်ကိုလည်းတခြားအကျဉ်းတောင်တစ်ခုစီကိုပြောင်းရွှေ့ထားတယ်လို့ဆိုပါတယ် စစ်စေးရေးအဖွဲ့ဟာတခြားအကျဉ်းသားတွေကိုလည်းမေးမြန်းခဲ့တဲ့အခါမှာတော့သူတို့ကတရုတ်အကျဉ်းသားတွေလိုမျိုး အစားအသောက်ကောင်းကောင်းမွန်မွန်ကျွေးမွေးမခံရကြအောင်တိုင်ကြားခဲ့ကြပါတယ်။အာနာပိုင်တွေဟာ ထောင်ရဲ့ဇုံအမှတ်၈အပြင် လက်တလောတရုတ်အကျဉ်းသားတွေအတော်လေးကြီးစိုးထားတဲ့ထောင်တွင်းအလုံယုံတစ်ခုကိုပါ ဝင်ရောက်ရှာဖွေခဲ့တာဖြစ်ပါတယ်။အဲ့ဒီစုံစမ်းစစ်ဆေးမှုတွေရဲ့တွေ့ရှိချက်အသေးစိတ်ကိုတော့ မကြာခင်မှာမီဒီယာတွေစီထုတ်ပြန်ပေးသွားမယ်လို့ထိုင်းတရားရေးဝန်ကြီးကပြောကြားသွားပါတယ်။အလားတူအလွဲသုံးစားမှုတွေကိုကာကွယ်ဖို့အတွက်တနိုင်ငံလုံးအကျဉ်းထောင်အားလုံးမှာ VIP အကျဉ်းသားတွေလို့ခေါ်ဆိုသူတွေကိုစောင့်ကြည့်ဖို့လဲအမိန့်ပေးထားပါတယ်။